Hello. Welcome to Next Step English. ဒီဗီဒီယိုထဲမှာတော့ English Proficiency Test တစ်ခုဖြစ်တဲ့ TOEIC Test အကြောင်းကိုကျွန်တော်ကပြောပြပေးသွားမှာပါ။ဆိုတော့ကြည့်လိုက်ရအောင်။ TOEIC Test ဆိုတာနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေအလုပ်သွားလပ်ဖို့ကျောင်းသွားတက်ဖို့ပြင်ဆင်နေကြတဲ့သူတွေဖြေဆိုကြတဲ့ Test တစ်ခုဖြစ်ပါတယ်။ဒီ Test ကိုအဓိကအားဖြင့် ဂျပန်ကိုရီးယားထိုင်လန်အစရှိတဲ့နိုင်ငံတွေအပြင်အခြားနေရာတော်များမှာလည်းအသုံးပြုကြပါတယ် TOEIC means test of english for international communication ဒါကြောင့်သူက academic english test ဆိုရင်လုပ်ငန်းခွင်မှာသုံးတဲ့အင်္ဂလိပ်စာနေ့စဉ်ဘဝမှာအသုံးချရတဲ့အင်္ဂလိပ်စာကိုစစ်ဆေးတဲ့ test တစ်ခုဖြစ်ပါတယ် TOEIC test ကို English Testing Service ETS ကနေစစ်ဆေးတာဖြစ်ပြီးတော့သူမှာ TOEIC listening and reading test TOEIC speaking and writing test and TOEIC bridge test ဆိုပြီးတော့အမျိုးအစား၃ခုရှိပါတယ်။သို့တော့နိုင်ငံခြား company အ University နဲ့ institution တော်တော်များများကဒီ TOEIC listening and reading test score ကိုလာအသုံးပြုကြတာဖြစ်တဲ့အတွက် TOEIC speaking and writing test TOEIC bridge test လို့မပြောထားဘူး specify မလုပ်ထားဘူးဆိုရင် TOEIC test ဆိုတာနဲ့ listening and reading ကိုညှိညွှန်းတယ်ဆိုတာကျွန်တော်တို့နားလည်ထားရမှာပါ IELTS တို့ TOEFL တို့လိုမျိုး4 scale လုံးကိုစစ်တာမဟုတ်ပဲ Litoy test က listening and reading skill နှစ်ခုကိုပဲစစ်တာမို့လို့ um English test တစ်ခုတော့ preparation time သိမ်းမရတဲ့သူတွေအထူးသဖြင့် Korea ၊ Japan နိုင်ငံမှာကျောင်းသွားတက်ရှင်နေသူတွေအလုပ်လုပ်ရှင်နေသူတွေအဓိကဖြည့်ဆို့တင်ပါတယ်။သို့တော့ကိုသွားမယ် institution က Litoy score ကိုလက်ခံမှခံတော့အရင် confirm လုပ်ဖို့မမေ့ပါနဲ့။ ထဝိတ် test ကိုမြန်မာနိုင်ငံမှာဖြည့်မယ်ဆိုရင်ဒေါ်လာ40ပေးသွင်းရမှာဖြစ်ပြီးတော့ရန်ကုန်က test center မှာလာရောက်ဖြည့်ဆို့ရမှာဖြစ်ပါတယ်။ online test ကျင်းပခြင်းတော့မရှိပါဘူး။ဖြည့်ဆို့ခြင်းနဲ့ဆိုရင် IIG Education မြန်မာမှာတွားရောက် register ရမှာဖြစ်ပါတယ်။ထဝိတ် test ကိုမြန်မာနိုင်ငံမှာတစ်လခြားတစ်ခါတစ်နှစ်ကို6ကြိမ်စစ်ဆေးပေးပါတယ်။ အခြားနိုင်ငံတွေမှာ TOEIC test ကိုဖြည့်မယ်ဆိုရင်နိုင်ငံအလိုက် exam fees အတိအသင့်ရှိမှာဖြစ်ပြီးတော့အဖြေအများဆုံးဖြစ်တဲ့ဒီ Thailand, Japan, Korea နိုင်ငံတွေအတွက် registration လုပ်ရမယ် website လေးတွေကို description မှာ link လေးတွေကျွန်တော် share ထားပေးပါတယ်။သွားရောက်လေ့လာလို့ရပါတယ်။ကဲဒီလောက်ဆိုရင် TOEIC test နဲ့ရင်းနှီးမှုရှိကြပြီထင်ပါတယ်။ဒီ page ကနေနောက်တင်မဲ့ video တွေမှာဒီ TOEIC test ရဲ့ test format ကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပြီး TOEIC test နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ tips တွေလေ့ကျင့်မှု resource တွေကိုလည်း share ပေးသွားမှာမို့လို့ page လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ပြီးတော့ TOEIC test မှာအမှတ်ကောင်းကောင်းရခြင်းတဲ့သူတွေစနစ်တကျလေ့ကျင့်ပြင်ဆင်ခြင်းတဲ့သူတွေအတွက်လည်း page ကနေပြီးတော့ TOEIC preparation class လေးတွေမကြာခင်ကြီးညာပေးသွားမှာဖြစ်ပါတယ် Thanks for watching I'll see you in the next video